ားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒရတီယန်ထုံးပါဒီနေ့မှာကျွန်တော်ကအင်္ဂိုက်တက်တဲ့ဈေးဝါးရဲ့အကြောင်းကိုဘူသူရာဖြစ်ပွဲပြပြပြသားမှာဖြစ်ပါတယ်အဲ့တော့ဈေးကန်သွားပြတဲ့ခါမျိုးမှာတချို့တွေကမေးတတ်ကြတယ်ဆရာအင်္ဂိုက်တက်တဲ့ဈေးပါလားကျွန်မကစာကြက်အမှာကျွန်မအလုံးလောက်အမှာကျွန်မကောင်းမောင်းအမှာအင်္ဂိုက်တက်တဲ့ဈေးတောက်လို့မရဘူးအဲ့သူတို့ပြောကြတယ်ပေါ့နော်အဲ့ဒီခါမျိုးမှာကျွန်တော်ကရှင်းပြတယ်အဲ့တော့ဒီနေ့မှာကျွန်တော်ကဘလို့ဈေးတွေကအင်္ဂိုက်တက်လဲဆိုတာကိုပြပြပြသားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ကကြတော့ဒီနှာစီးယောက်စီးတွေပဲဖြစ်ပါတယ် ်အကိုကဖြားလို့ပဲဖြစ်ဖြစ်နှာပိတ်လို့ပဲဖြစ်ဖြစ်နှာစီးလို့ပဲဖြစ်ဖြစ်ပေါပြတဲ့ခါမျိုးမှာဒါဆရာဝန်တွေအနေနဲ့နှာစီးပြောက်စီပြတ်တယ်ဘလို့စီးရဲဆိုလို့ရှင်အားလုံးတိကျတဲ့ဘာဘီတွန်လို့စီးပါတယ်နောက်တစ်ခုကဒီစစ်ထရီဇင်းပေါ့နော်ပြီးလို့ရှင်တခြားစီးရဲလည်းရှိတယ်လီဖိုစစ်ထရီဇင်းဖီဇိုဖနက်တင်ဒီလိုစီးတွေဖြစ်ပါတယ်အဲ့တော့တစိတ်တွေလည်းမျိုးစုံလာတယ်အလာဒေးလို့နောက်တစ်ခုက Z-Z5 ဒီလိုစီးတွေဖြစ်ပါတယ်အဲ့တော့ဒီလိုစီးတွေကိုကျွန်တော်တောက်ပြီးဆိုလို့ရှင်ဒီစီးတွေကအများအပြားအင်္ဂိုက်တက်တယ် အထူးသဖြင့်ဘာမီတွန်းလုံးဆင်းဆိုလို့ရှိရင်အရန်အင်ငိုက်တယ်နောက်ပိုင်းကျင့်သားရလာပြီဆိုလို့ရှိရင်တော့အင်ငိုက်တော့အောင်နောက်ပိုင်းပေါ်လာတဲ့ဒီနှာစီးပျောက်စီဖြစ်တဲ့ Zset 5တို့ဒါမျိုးဆိုလို့ရှိရင်တော့အင်ငိုက်တာကမရှိသလောက်ပဲဒါမှမဟုတ်တချို့လူတွေကဒီဆေးသားလို့ရှိရင်အင်ငိုက်တတ်တယ်လို့ပြောတယ်အော်ပြောချင်တာကတော့ဒီနှာစီးပျောက်စီတောက်ပင်ဆိုလို့ရှိရင်ကျတော့အင်ငိုက်တတ်ပါတယ်အဲ့တော့ကိုကနှာစီးနေရဆိုရင်ဒီဆေးကိုညဘက်မှတောက်တာတော့ပိုကောင်းပါတယ်အော်အများဖြစ်လေတဲ့ညဘက်မှာတောက်ခိုင်းတတ်တယ်အလိုအလိုရှိရင်တော့တနေ့ကိုနှစ်ကြိမ်တောက်ရတယ် တော့နှစ်ကြိမ်တောက်ပြီဆိုလို့ရှိရင်တော့ကျွန်တော်ကမနိုင်ပိုင်းတောက်လို့ရှိရင်အိတ်ငိုက်တက်တယ်ပေါ့နော်အဲ့ဒီခါမျိုးမှာဆရာအောင်နဲ့တေချာတိုင်ပဲကြိမ်မဲ့တောက်လို့ရမလားသမဟုတ်ရှော့ပြီးတော့တောက်လို့ရမလားဒါတွေတိုင်ပင်ပြီးတော့လုပ်လို့ရပါတယ်နော်ဒါတော့ပထမအဆုံးစေးဖြစ်ပါတယ်ဒုတိယမြောက်စေးနေနဲ့ဆိုလို့ရှိရင်တော့ဒီခေါင်းမူးပျောက်စေးတွေပဲဖြစ်ပါတယ်အဲ့တော့ကိုကအတောင်မျိုးမျိုးကြောင့်ခေါင်းမူးတယ်ပေါ့ကားစီးလို့ပဲဖြစ်ဖြစ်ကားမူးလို့ပဲဖြစ်ဖြစ်ဒါတခုခုတင်မောမူးလို့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ဒါအကြောင်းတစ်ခုခုနေမကောင်းလို့ခေါင်းမူးတယ် ဲ့ခါမျိုးမှာကျွန်တော်တို့ကဒါဆရာအောင်နေအနေနဲ့ဘာမျိုးပေးတက်လဲဆိုလို့ရှင်ခေါင်းမပြောက်စေပေးတက်တယ်လိုအပ်တဲ့ယောဂကိုလည်းရှာတယ်နောက်ဆေးပေးမှဆိုလို့ရှင်ခေါင်းမပြောက်စေပေးတက်တယ်အဲ့ဒီခါမျိုးမှာဒီလိုမျိုးခေါင်းမပြောက်ဆေးတွေကလည်းပဲအင်္ဂိုက်တက်ပါတယ်နော်အဲ့တော့ကိုယ့်အလောက်ဝယ်တောက်တယ်ခေါင်းမပြောက်ဆေးတော်တော်ချွတ်ပြီးတိကြတယ်အခက်ကက်အကြည်လေးပေါ့နော်အဲ့တော့ basic ကက်ဆိုပြီးတော့ဝယ်တောက်ကြတယ်ကက်အကြည်လေးအမှန်ကအဲ့ဒါ basic ပါတာမဟုတ်ပါဘူးအဲ့တော့အမှုပြည့်တဲ့ဆေးပါဝင်တာဖြစ်ပါတယ်အဲ့တော့ basic ပါဝင်တာမဟုတ်ပါဘူး တော့အဲ့ဒီဆေးတောက်လို့ရှိရင်လေသူကအိမ့်ငိုက်တက်တယ်အဲ့တော့ကောင်းမှာအိမ့်ငိုက်ပြီးတော့ဒါခေါင်းမူတာမဖြစ်အောင်သူမဟုတ်ပုံမစွအောင်တားဆီးပေးတာဖြစ်ပါတယ်အဲ့ကြောင့်မလို့ကိုကအမှုပြည့်စေးတွေတောက်မယ်ကောင်းမှုပြည့်စေးတွေတောက်မယ်ဆိုလို့ရှိရင်အိမ့်ငိုက်တက်ပါတယ်နော်အဲ့တော့ကိုကအေးရမယ့်အချိန်နေနဲ့ကြုံနေပြီဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးပေါ့မဟုတ်ဘူးကိုကအလုပ်လုပ်အောင်မယ်ဆိုလို့ရှိရင်တော့ဒါအဆင်မပြေတော့ဘူးအဲ့လိုကြလို့ရှိရင်တော့ဆရာအောင်နဲ့တေချာတိုင်မယ်အဲ့တော့အလုပ်ကိုဆက်လုပ်လို့ရလား ဒါမှမဟုတ်အလုပ်ကိုနားရမလားဒါမျိုးတွေကိုဆရာအောင်နဲ့တိုက်ပြီးပြီးတော့လောသလိုကျွန်တော်ညှိပြီးတော့တောက်မှာဖြစ်ပါတယ်ဒါတော့ဒုတိယမြောက်ဒုတိယမြောက်အနေနဲ့ကကြာတော့ဒီစိတ်ကြယောဂမှာတုံးတဲ့အစီအစဉ်ပဲဖြစ်ပါတယ်အဲ့တော့စိတ်ကြယောဂဆိုတော့တချို့တွေကဒီစိတ်ကြယောဂဖြစ်တတ်တယ်အဲ့တော့စိတ်ကတက်လိုက်ကြလိုက်ဖြစ်တယ်တချို့ကလည်းဒီလုံးဝ depression ရနေတာပေါ့နော်အဲ့လိုမျိုးလူတွေအတွက်ကျွန်တော်စိတ်ကြယောဂမှာတုံးတဲ့အစီအစဉ်ရှိတယ်တချို့တွေလည်းတည်တယ် Twitter လို့စေးပေါ့နော်တချို့တွေလည်းဒီ Nexi လို့စေးတောက်တာမျိုးရှိတယ်သူယောဂမှာမူတည်ပြီးတော့ပေးတာဖြစ်ပါတယ် တော့တော်တော်တောက်ပေးရခြင်းလဲမတူဘူးအဲ့တော့ဒီလိုဆေးတွေတောက်ပြီဆိုလို့ရှိရင်ဒါအများအဖြစ်ညမမတောက်ခိုင်းတတယ်ဘာဖြစ်လို့လဲဆိုတော့အိမ်ငိုက်လိုပဲဖြစ်ပါတယ်အဲ့တော့အိမ်ငိုက်တတဲ့အတွက်ကြောင့် तू ကကားမောင်းတာဆိုင်ကမောင်းတာသတိထားဖို့လိုတယ်လိုအပ်လို့ရှိရင်ဒီဆေးတွေကမနက်ပိုင်းပေးရတာမျိုးလဲရှိတယ်အဲ့ဒါကြောင့်မလို့ကိုကအိမ်ငိုက်တတဲ့လူဆိုလို့ရှိရင်သူတို့ဒီဆေးတွေတောက်ပြီးအိမ်ငိုက်တယ်ဆိုလို့ရှိရင်ဆောင်နဲ့သိချာတိုင်ပြီးမှုလိုအပ်ပါတယ်အဲ့တော့ကြဲလို့ကိုကဒီဖာနဲ့ပတ်သက်ပြီးတော့ဆေးပေးလိုက်ပြီဆိုလို့ရှိရင်ဆောင်နဲ့သိချာတိုင်ပြီးမှာနော်အဲ့တော့ဆေးကိုဘယ်လို ောက်ရကိုတို့အကောင်းဆုံးဖြစ်မလဲဆိုတာကိုဒါမြင်မြင်သိပါတယ်နော်နောက်ထပ်ဒီလေးခုမြောက်အနေနဲ့ဆိုလို့ရှင်နော်နောက်ဆုံးပေါ့နော်လေးခုမြောက်အနေနဲ့ပြောရမယ်ဆိုရင်တော့ဒီစိတ်ငြိမ်စေးတွေပဲဖြစ်ပါတယ်အဲ့တော့စိတ်ငြိမ်စေးဆိုတာကဒါဒါစီပင်လို့စေးဖြစ်တယ်ဒါဒီ Abraxolam လို့စေးဖြစ်တယ်အဲ့ဒီလိုစေးတွေကတို့အင်ငိုက်တတ်တယ်စိတ်ငြိမ်တယ်တချို့ဆိုလို့ရှင်တောက်ပြီးမကြအောင်ချက်ချင်းအိတ်ပြောသွားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးအာနိသင်တွေရှိတယ်အဲ့တော့ကိုကဒီစိတ်ကအရန်ကြွနေလို့ပဲဖြစ်ဖြစ်စိတ်ကြွရဲဆိုတာဟိုဒေါသကြီးတာမျိုးပေါ့နော်ဒေါသကြီးနေတယ် တောင်းချမ်းနေတယ်ဒီလိုလူမျိုးတွေဖြစ်နေပြီဆိုလို့ရှိရင်ကျွန်တော်တို့ကစိတ်ငြိမ်အောင်စီးတောက်ရတယ်အလိုအလိုရှိရင်ဒါ diabetes ပဲထွားတာမျိုးရှိတယ်အဲကြောင့်တချို့တွေမြင်မှုလားတော့မသိဘူးအရက်တည်းအလုံးကျွန်တော်တောက်ပြီးတော့တောင်းချမ်းနေတယ်အဲစီးထုတ်လိုက်ရတယ်အဲ့ဒါဒီ diabetes ပဲထိုးတာဖြစ်ပါတယ်နော်အလိုအလိုရှိရင်တခြားထိုးရစေလည်းရှိတယ်အဲ့တော့ဒီလိုမျိုးဆေးတွေကအင်ဂိတ်တက်တယ်အဲ့တော့ကိုကဒီလိုမျိုးတောက်နေတဲ့ဆေးထဲမှာဒါပါလာပြီ diabetes ပါလာပြီ အပရာဇိုလန်ပါလာပြီပြီးလို့ရှိရင်တခြားစီးလည်းရှိသေးတယ်အဲ့လိုစီးပါလာပြီဆိုလို့ရှိရင်ဆရာကိုတခြားတိုင်ပြန်ပါလို့ပြောချင်ပါတယ်နော်ကျွန်တော်ပြောသွားတဲ့စီးတွေကဒါအင်္ဂိုက်တက်တဲ့ဈေးဝယ်ကြောင်းပဲဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့လည်းအားလုံးကိုကျေးဇူးများရှိတယ်ပါတယ်တကယ်လို့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လုပ်ပြီးကြပါအောင်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ်